ကျောင်းတောင်ကြီးတစ်ခုလုံးကိုလက်ဖြက်သာထွင်းထုတ်ထားတဲ့ရှေးမြမာတို့ရဲ့အမကန်အနုပညာ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Crazy အန်ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ။မြန်မာတို့ရဲ့ဉာဏ်ပညာနဲ့အရေးချင်းတွေကအစင်တန်းတစ်ခုမှရည်တည်နေနိုင်ခဲ့တယ်ဆိုတာကိုပြသနေတဲ့နေရာတစ်ခုအကြောင်းကိုဒီကနေ့အတွက်ကျွန်တော် Crazy အန်ကနေပြီးတော့တင်ဆက်ပေးသွားချင်ပါတယ်။ရှိယိုးဆွေအယူဆရီကိုလက်ကင်ထားကြတဲ့လူအများစုကြောင့်သာရှေးကိုရောက်တဲ့လောက်မရောက်နိုင်ခဲ့ကြပါပဲလေမြမတို့ရဲ့အစွမ်းစအရေးအသွေးတွေကဆိုရင်တော့ရှော့တွက်လို့မရခဲ့ဘူးဖြစ်ပါတယ်အဲ့ဒီဒီကမှရှေးခင်မြမ ာလူမျိုးတွေရဲ့အနုပညာမြင့်မားမှုကိုထင်ရှားစွာတွေးရှိပြီးတော့ခံစားနိုင်မဲ့ရွှေဘတောင်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရွှေဘတောင်ကစကိုင်းတိုင်းစာလင်းကြီးမျိုးနဲ့ရမပင်ခရိုင်ဖိုးဝင်းတောင်ဘက်ကိုသွားတဲ့လမ်းကိုကျော်ပြီးတော့တော်တော်လေးသွားပြီးတော့ကမှ ရောက်တဲ့နေရာဖြစ်ပါတယ်။ တမိုင်းဝင်ဖုံဝင်ကြောင်ရွှေဘတောင်တို့ကဆက်ဆက်လျက်ပါပဲအခုတင်ဆက်ပေးမယ့်ရွှေဘတောင်ဟာဆိုရင်တော့ကျောက်တောင်ကြီးတစ်ခုလုံးကိုဘလို့နီးပညာအကူအညီမှမပါပဲလက်နဲ့သာထွင်းထုပုံဖော်ထားတာပဲဖြစ်ပါတယ်အခုချိန်ထိဆိုရင်တော့နှစ်ပေါင်း900ကျော်ခန့်ရှိနေပြီဖြစ်တဲ့ရွှေဘတောင်ကအုံရမျိုးရဲ့စက်တီရေဆောင်ပြားရုပ်တွေတည်းဟာတစ်ခုအဖြစ်နဲ့ခန်းသားစွာတည်ရှိလျက်ရှိနေသေးပဲဖြစ်ပါတယ်ရွှေဘတောင်က ဖုံဝင်တောင်နဲ့တောင်ကျောတစ်ဆက်သေးဖြစ်တဲ့အပြင်တခြားသောတောင်တွေဖြစ်တဲ့နှစ်သူတောင်ဖန်ခါတောင်လင်းတို့တောင်ကြောက်တလုံးတောင်တို့နဲ့လည်းတစ်ဆက်သေးတရှိလို့နေပါတယ်ဒီလိုတစ်ဆက်သေးရှိတဲ့တောင်တွေတည်းမှာမှရှေးဟောင်းကြောက်တောင်ကြီးတွေကိုထွင်းထုထားတဲ့ကြောက်တောင်ကြီးတွေဝင်းရံလည်းရှိတဲ့ရွှေဘတောင်ကတော့အထူးခြားဆုံးပေါ့ဟုတ် ခြေတဲ့တို့မြန်မာလူမျိုးတွေရဲ့စီဒီဖျားတွေဟာပုံမှန်အားဖြင့်ဆိုရင်တော့အုတ်သိန်းချောက်တွေနဲ့သာတိထားကိုွယ်လေးရှိကြပေမဲ့လေရွှေပါတောင်မှာရှိတဲ့ဖျားတွေကတော့ချောက်တွေနဲ့သာထွင်းထုထားတာပဲဖြစ်ပါတယ်။ကျောက်သားနိုင်ငံအားလုံးကိုအင်္ဂလိပ်လုံးဝမပါ လုံးဝအသုံးပြုခြင်းမရှိပဲမြန်မာမှုလက်မှုအမှုပညာကျောက်ပန်းတမောနဲ့ ကျောင်းလမှုပညာစစ်စစ်တီကိုဒါအတုံးပြုပြီးတော့ထွင်ထုတ်ထားတာလည်းဖြစ်ပါတယ်။ရွှေဘားတောင်အဆိုရင်ကျောင်းတောင်ကြီးတစ်ခုလုံးကို လူသားတို့ရဲ့လက်တစ်ခုတည်းနဲ့ဒါဖန်တီးထွင်ထုတ်ထားတာဖြစ်တာကြောင့်အရင်နေရာမှာရှိတဲ့ကျောင်းစီတီတွေ၊ကျောင်းလိုင်ကိုတွေ၊ကျောင်းလေကားတွေ၊ကျောင်းစင်ရုပ်တွေနဲ့ကျောင်းပပုတွေကလည်းတခြားနေရာတွေကပပုရုပ်တွေနည်းတူခန်းနာထဲပါလေးရှိပြီးတော့ လက်ရာတွေကလည်းအင်မတန်အောင်မှအံ့ဩဖွယ်ရာအတိပါပဲ။ကျောင်းနေရန်တိုင်းမှာထွန်းထုထားတဲ့ဖျားပုံတော်ရီဇတ်တော်ရီကလည်းအင်မတန်ကိုမှရော်လုံးရုပ်ကြွပေးသားလာပါတယ်။ရွှေဘာတောင်မှာနာမည်အကြီးဆုံးဖြစ်တဲ့ကျောင်းလီကားကတော့ Instagram စာမျက်နှာထက်မှာဆိုနာမည်ကြီးနေရာတစ်ခုဖြစ်ပြီးတော့မူလကျောင်းနေရန်ကိုကျောင်းရီအိုးစင်အဖြစ် ပုံဖော်ထွန်းထုထားပြီးတော့ကျောင်းတောင်ကြီးကိုကျောင်းလိုင်းကိုအဖြစ်အသွင်ပြောင်းဆောက်လုပ်ထားပြီးအတွင်ထဲမှာဆိုရင်တော့ဇေဒီဖျားရီကိုတည်ထား ပါတယ်။ရွှေဘတောင်ရဲ့နောက်ထပ်အထင်ကရနေရာတစ်ခုကတော့ကျောင်းစင်ယုတ်ကြီးပါပဲ။ကျောင်းစင်ယုတ်ကြီးရာဆိုရင်အေယာမ၆တုံးကြီးတစ်ခုကိုရှေးခေတ်မြန်မာလူမျိုးဗဟုပညာရှင်တို့ရဲ့လက်စွမ်းရည်တွေနဲ့အတူထွင်းထုတ်ထားတာဖြစ်ပြီးတော့စင်ကြီးကိုတွင် ဖြစ်တဲ့အတွင်းကူထဲမှာတော့ဖျားရီကိုထုလုပ်ပြီးတော့ပူဇော်ထားရှိပါတယ်။တစ်ဆက်တည်းမှာပဲရွှေဘတောင်ဆိုပြီးအမည်တွင်ခဲ့ရတဲ့အကြောင်းလေးကိုပြောပြပါအောင်မယ်။ရွှေဘတောင်ဆိုပြီးတော့အမည်တွင်ရခြင်းအစားကတော့ ဗကန်ခေအလောင်းစီသူမင်းလက်ထက်ကျောင်းထွင်းအမှုပညာဆရာကြီးတထေးမင်းဦးရွှေဘာကနေဦးဆောင်ကအဲ့ဒီကျောင်းကြောင်ကြီးပေါ်မှာကျောင်းနေရန်နေကျောင်းရုပ်ထုတွေကျောင်းကူတွေကျောင်းဖရားတွေနဲ့ကျောင်းပပုလက်ရာတွေကိုထွင်းထုကကျောင်းသားလူသွားလန်းဖောက်လို့ရာကနေရနေတဲ့စဉ်စတင်ဦးဆောင်လုပ်ကင်ခဲ့သူကျောင်းထွင်းအမှုပညာရှင်ကြီးဦးရွှေဘာကိုအစွန်းပြုပြီးတော့ရွှေဘာတောင်လို့အမည်တင်လာရခြင်းပဲဖြစ်ပါတယ် ကျောင်းထွင်းအနုပညာရှင်ဦးရွှေပါနဲ့တပည့်တွေကကျောင်းထောင်ကြီးကိုပုံဖော်ရမှာဆိုရင်လေတခြားသောဤပညာတွေကိုတစ်ခုတလေမှပအဝင်အသုံးပြုထားခြင်းမရှိဘဲ လမ်းနဲ့ဆောင်းလို့တာအသုံးပြီးတော့ကြောက်သားတွေကိုထွန်းထုတ်ခဲ့ကြတာဖြစ်ပါတယ်။လမ်းနဲ့ဆောက်ကိုဒါအသုံးပြုတာဖြစ်ပါတယ်။ဒီလိုကြောက်သားတွေကိုထွန်းထုတ်တည်ဆောက်ရမှာလဲဂဝွန်မြေသားကိုအသုံးပြုခဲ့ကြပါတယ်။ဂဝွန်မြေသားဆိုတာကတော့ကြောက်ပြုတ်အမျိုးအစားတစ်မျိုးဖြစ်ပြီးတော့အေးတက်ခံရှိတဲ့ကြောက်တစ်မျိုးဖြစ်ပါတယ်။လိုလိုပုံသွင်းနိုင်တဲ့အပြင်နောင်မသာအလိုလိုမာသွားပြီးဖြတ်သုံးရတဲ့အကြောင်းမျိုးဖြစ်ပါတယ်။ ကနဝင်လမ်းရမြောက်လာတဲ့ကျောင်းလူသွားလမ်းတွေသာသနာကျောင်းဆောင်တွေဖျားစီတီတွေကျောင်းဆောင်တွေ ဖျားစီတီတွေကြောက်ပပူရုပ်တွေမြမာမှုလမ်းမှုရရာတွေနဲ့ခန်းသားထဲဝါလာတဲ့ရွှေဘာတောင်ဟာရှေးဟောင်းမွေနေ့တစ်ခုနေနဲ့အခုချိန်မှဆိုရင်တော့ထိမ့်သိမ်းဆောင်ရှောက်မှုတွေအားနည်းနေသေးရလို့ဆိုနိုင်ပါတယ်။မြင်သာတဲ့ဦးမအနေနဲ့ပြောရမယ်ဆိုရင်အစအိုးပဝင်းကျင်မှာအမိုက်တွေနဲ့အနီးတစ်ဝိုက်ချက်စားလေးရှိတဲ့ငှက်တွေရဲ့အငယ်ကြီးတွေပွားချနေခြင်းရှေးဟောင်းလက်ရာကျောင်းဆောင်တွေကိုမပြည့်စည်အောင်ထိမ့်သိမ်းဆောင်ရှောက်ရမယ့်အစားခက်လက်ရာဈေးတွေတုတ်ပြစ်ခြင်းကြောင့် ပုံမခန္ဓာထေဝလာရမယ့်အစားရုပ်ဆိုးအကြီးတန်သွားစေခြင်းတို့ပဲဖြစ်ပါတယ်ကျေတရုရဲ့မြန်မာနိုင်ငံမှာဒီလိုဗဟုလက်ရာမြောက်အဖိုးတန်နေရတနေရရှိနေတယ်ဆိုတာကျေတရုမြန်မာလူမျိုးတွေအထွတ်ကတော့အလွန်ကိုမဂုံယူစရာဖြစ်ပါတယ်။ဇေယျရွှေမြေးစကိုင်းတိုင်းမုံရွာဘက်ကိုသာတခါတခေါက်ဖြစ်ရောက်ဖြစ်ခဲ့မယ်ဆိုရင်ရွှေဘတောင်ဘက်အလဲဝင်ခဲ့ပြီးတော့ ဂုံယူစရာရှေးခေတ်ပပုပညာရှင်ကြီးတို့ရဲ့မြမကျောက်ပပုလက်ရာတွေကိုတမျော်ကြီးခန်းစားငိမောရင်တစ်ချိန်ကမြမအလမှုအမှုပညာတွေကိုလေးစားဂုံယူနိုင်ကြစေဖို့အလို့ငါခြေသေးမှုခရီးစီအန်ကနေပြီးတော့ဂုံယူစွာတင်ဆက်လိုက်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်